မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝတ္ထုအခန်းကြီးနှစ်အငယ်၁မှ၄ပင်တေကုတ်တီပွဲနေရောက်တော်အခါထိုသူအပေါင်းတို့သည်တညီတညွတ်ဒီစီဝေး၍နေကြ၏ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအတန်သည်တခဏချင်းတွင်ကောင်းကင်မှလာ၍ ထိုသူတို့နေထိုင်သောအိမ်ကို ဖြည့်လေ၏ထိုခဏချင်းတွင်ကွဲပြားသောရှာတို့သည်မိရှာကဲ့သို့ထင်ရှား၍ထိုသူအတိအတိတို့အပေါ်၌တည်နေကြ၏ထိုသူအပေါင်းတို့သည်လည်းတန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည့်အတိုင်းအမျိုးမျိုးသောဘာသာစကားအပြည့်ဟောပြောကြ၏ ထိုကာလအခါကောင်းကင်အောက်တွင်ရှိလေသမျှသော လူမျိုးတွေကဖျားကိုယူတည်သောယူဒလူတို့သည်ယေရုရှလင်မြို့၌တဲနေကြသည် ထိုအတန်ကိုကြားရသောအခါလူများတို့သည် စုဝေးလာကြလျင်အတီးတီအခြားခြားသောမိမိတို့ဘာသာစကားဖြင့်တမန်တော်တို့ ဟောပြောသည်ကိုကြားရ၍မှိုင်တွေလျက်ရှိနေကြ၏ ထိုလူအပေါင်းတို့သည်အံ့ဩမိန်မော တွေ့ဝေလျက်ရှိ၍ယခုဟောပြောသောသူ အပေါင်းတို့သည်ဂါလိလဲလူဖြစ်ကြသည်မဟုတ်လောသို့ဟုတ်လျင်ငါတို့သည်အတိအတိမွေးဖွားရာဌာနဤဘာသာစကားများကိုကြားရသည်ကအဘေတို့နီ ပါတိပြီမှစာ၍မေတိပြီအေလံပြီမေတောပောပါမိပြီယုဒပြီကပဒေါကိပြီပုံတုပြီအာရှိပြီ ဖြူကြည့်ပြီးပန်ဖူလီပြီးအကုတုပြီး၌နေတော်သူကုရီနေမျိုးနှင့်ဆက်သောလိပုဂျေလက်၌နေတော်သူယောမမျိုးမှလာသောဧည့်သည်များယူဒလူဖြစ်စေဘာသာဝင်ဖြစ်စေကရတေပြီးသားအာရပ်ပြီးသားအတိအတိဖြစ်ကြသောငါတို့အားဤသူများသည်ဖျားသခင်ဤအံ့ဘွယ်သောအမှုတို့ကိုငါတို့အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကိုကြားရပါသည်တကားဟုအချင်းချင်းပြောဆိုကြ၏ထိုလူအပေါင်းတို့သည်မိမောတွေးတောသောစိတ်ရှိသည်နှင့်ဤအမှုအရာသည်အပေတို့သောအမှုအရာဖြစ်သည်ဟုတယောက်ကိုတယောက်ပြောဆိုကြ၏လူအချို့တို့ကဤသူတို့သည် ချိုသောစပြည့်ရည်နှင့်ပြည့်ဝသည်ဟုကဲ့ရဲ့ပြောဆိုကြ၏ထိုအခါတကြိတ်တပါသော တမန်တော်တို့နှင့်တကွာ ပေတရုသည်ထလျက်ထိုသူတို့ကိုကျဲသောအတန်နှင့်ဟောပြောသည်ကား ယေရုရှလင်မြို့သားတို့နှင့်ယူဒလူအပေါင်းတို့သင်တို့သည်ဤအရာကိုသိမှတ်၍ငါစကားကိုစစ်စစ်နာခံကြလော့ယခုအချိန်ကနနက်တစ်ချက်တည်းအချိန်သာရှိသည်ဖြစ်၍သင်တို့ထင်သည့်အတိုင်းဤသူတို့သည်ရင်မူကြသည်မဟုတ်ဤအရာကပရောဖက်ယောလဟောဘူးသောအရာဖြစ်သည်ဟောဘူးသောအချက်ကနောင်ကာလ၌လူမျိုးတကာတို့အပေါ်သို့ငါဤဝိညာဉ်တော်ကိုငါတော်လောင်းမည် သင်တို့ဤသားသမီးတို့သည်ပရောဖက်ညာနှင့်ဟောပြောရကြလိမ့်မည်အသက်ငယ်သောသူတို့သည်ဗျာဒိတ်ယူပါယုံတို့ကို မြင်ရကြလိမ့်မည် အသက်ကြီးသောသူတို့သည်လည်းနမိတ်အိမ်မက်တို့ကို မြင်မှတ်ရကြလိမ့်မည် ထိုကာလ၌လည်း ငါဤအမှုကိုဆောင်ရွက်တော်ယောက်ျားမိန်းမတို့အပေါ်သို့ငါဤဝိညာဉ်တော်ကိုငါသွန်းလောင်း၍သူတို့သည်ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်အထက်မိုးကောင်းကင်၌အံ့ဖွယ်သောအရာတို့ကို၎င်းအောက်အရက်မြေကြီးပေါ်၌သွေးမီးရှံမီးခိုးတီးဟုသောပုပ္ပနမိတ်တို့ကို၎င်းငါပြမည်သာရပြားဤထူးမြတ်သောနေကြီးမတိုင်မီ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်လသည်လည်းသွေးဖြစ်လိမ့်မည် ထိုအခါသာဝရဖျားကိုပတ္ထနာပြုတော်သူ ရှိသမျှတို့သည်ကဲတင်တော်မူခြင်းသို့ရောက်ရကြလက်တန်းဟုဖျားပြတိတ်တော်ရှိ၏ဣတရေလလူတို့ငါစကားကိုနားထောင်ကြလော့သင်တို့တိကြသည့်အတိုင်းနာဇရက်မြို့သားယေရှုသည်ထူးဆန်းသောတကူနမိတ်လက္ခဏာအံ့ပွေသော အမှုတို့ကိုသင်တို့တွင် ပြုရသောအခွင့်နှင့်ဖျားသခင်ပေးတော်မူသောတက်တီကိုရသောသူဖြစ်၍ ဘုရားသခင် ပြဋ္ဌာန်းတော်မူသော အလိုတော်အဖြစ်၎င်းအနာဂတန်တဉာဏ်တော်အဖြစ်၎င်းအနှံချင်းကိုခံသောထိုယေရှုကို သင်တို့သည်ဖမ်းဆီး၍မတရားသောသူတို့လက်ဖြင့်လဝါကတ်တိုင်၌ရိုက်၍ကုမြတ်ကြပြီးထိုသူကိုတေခြင်းဝေဒနာသည် အစဉ်ချီနှောင်ချုပ်ကန်၍မဖြစ်နိုင်သည်နှင့် ထိုဝေဒနာကိုဖျားသခင်သည်ချွတ်ပယ်၍ထမြောက်စေတော်မူပြီးထိုသူကိုအကြောင်းပြုလျက်ဒါဝိမင်းကငါသည်ထာဝရဘုရားကို အစင်မပြတ်မျက်မှောက်ပြု၏အကြောင်းမူကားငါလျာဘက်၌တီရှိတော်မူသည်ဖြစ်၍ငါသည်လှုပ်ရှားခြင်းမရှိရထို့ကြောင့်ငါစိတ်နှလုံးသည်တာယာခြင်းငါဝိညာဉ်သည်လည်းရှင်လန်းခြင်းရှိ၏ထို့မှတပါငါအသားသည်မျောလင့်လျက် ကျင်းဝလိမ့်မည်အကြောင်းမူကား ကိုရောသည်အကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံ၌ပြစ်ထားတော်မမူကိုရောဤတန့်ရှင်းသောသူအားလည်းပုတ်ဆက်ခြင်းကို ရှိစေတော်မမူပဲလျက်အသက်ရှင်ခြင်းလမ်းကို ပြညွန်တော်မူလိမ့်မည်မျက်နာတော်ကိုဖူးမြင်ရသောအားဖြင့်ဝမ်းမြောက်သောစိတ်နှင့်အကျွန်ုပ်ကို ပြည့်စုံစေတော်မူလိမ့်မည်ဟုဒါဝိဒ်ဆိုသည် ညီအကိုတို့အမျိုးဤအဘဖြစ်သောဒါဝိဤအကြောင်းကိုငါသည်တင်တို့အားအတိအလင်ပြောပြရစေထိုဒါဝိသည်တေ၍တင်းကြိုသောတွင်းသည်ယခုတိုင်အောင်ငါတို့၌ရှိ၏ထိုသူသည်မိမိအမျိုးအနွယ်တဲကလူစားတိအဖြစ်ခရစ်တော်ကိုဖျားသခင်ထမြောက်စေ၍ မိမိပလင်ပေါ်မှာတင်တော်မူမီအကြောင်းဒိဋ္ဌံကျင့်ဆိုတော်မူသည်ကို ပရောဖက်ညံအားဖြင့်သိ၍ခရစ်တော်ဤထမြောက်ခြင်းအကြောင်းကိုရည်မှတ်လျက်ထိုခရစ်တော်ဤစိတ်ဝိညာဉ်ကိုမရဏနိုင်ငံ၌ပြစ်ထားတော်မမူအသားသည်လည်းပုတ်ဆက်ခြင်းသို့မရောက်ဟု အနာဂတန်တညံနှင့်ဟောလေ၏ ထိုယေရှုကိုဖျားသခင်ထမြောက်စေတော်မူသည်ကိုငါတို့ရှိသမျှသည်တည်တည်ခံဖြစ်ကြ၏ထိုသို့ဖျားသခင်သည် လက်ရာလက်တော်နှင့်ရှိမြတ်တော်မူသည်ဖြင့်ထိုသခင်သည်ဂတိတော်နှင့်ရှင်သောတန့်ရှင်သောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ခံပြီးဖြစ်၍သင်တို့သိမြင်ကြားရသောအရာကိုညွှန်လောင်းတော်မူ၏ဒါဝိဒ်သည် ကောင်းကင်သို့မတက်သည်တို့ရာတွင်ထာဝရဘုရားက တင်ရန်သူတို့ကိုတင်ဤချေတင်ရာငါမချမထားမီတိုင်အောင်ငါလက်ရာပတ်၌ထိုင်နေလောဟုငါသခင်အားမိန့်တော်မူသည်ဟုဒါဝိဒ်စကားရှိ၏ထို့ကြောင့်တင်တို့သည်လဝါကတိုင်မှာ ကုမြတ်သောယေရှုကိုဖျားသခင်သည် ခရစ်တော်အရာ၌၎င်းအစိုးရသောအရှင်အရာ၌၎င်းခန့်ထားတော်မူသည့်အကြောင်းကိုဣသရေလအမျိုးသားအပေါင်းတို့အတက်အမှန်သိမှတ်ကြလောဟု ပေတရုဟောလေ၏ထိုသူတို့သည်ကြားရလျှင်စိတ်နှလုံးပူပန်ခြင်းရှိ၍ညီအကိုတို့အဘယ်သို့ပြုရပါမည်နည်းဟု ပေတရုမှဆ၍အခြားသောတမန်တော်တို့အားမေးမြန်းကြ၏ပေတရုကလည်းသင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာနောင်တရ၍တယောက်မျှမကျွင်းယေရှုခရစ်၏နာမ၌ဗတ္တိဇံကို ခံကြလောတို့ပြုလင်တန်ရှင်တော်ဝိညာဉ်တော်ဒီဟုသောစုကျေးဇူးတော်ကို ခံရကြလိမ့်မည် အကြောင်းမူကားဂတိတော်သည်သင်တို့နှင့်၎င်းသင်တို့၏သားသမီးတို့နှင့်၎င်းဝေးသောသူတို့တွင်ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသည်မြသော သူတို့နှင့်၎င်းဆိုင်သည်ဟုဟော၏သူမတပါတဘောမဖြောင့်တော့ဤအမျိုးမှကဲတင်ချင်းသူယောက်ျားလို့ဟူ၍အထုထုအပြားပြားသောစကားနှင့် တက်တီခံ၍တိုက်တွန်းသွေးဆောင်လေ၏ထိုစကားကိုအစ်စ်နှလုံးသွင်းမိသောသူတို့သည်ဗတ္တိဇံကိုခံ၍ထိုနေ့၌အရေးအတွက်အားဖြင့်၃ထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏ထိုသူများသည်တမန်တော်တို့၏ဆုံးမဩဝါဒကိုခံခြင်းအပေါင်းအသင်ဖွဲ့ခြင်းမုံကိုဖဲ့ခြင်းပတ္ထနာပြုခြင်းတို့ကိုအမြဲဆောင်ရွက်၍နေကြ၏ လူအပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ်၍တမန်တော်တို့သည် များစွာသောနမိတ်လက္ခဏာအံ့ဖွယ်သော အမှုတို့ကို ပြုကြ၏ယုံကြည်သောသူအပေါင်းတို့သည်တစုတဝေးတည်းနေကြသဖြင့်မိမိတို့၌ရှိသမျှကိုဆက်ဆံ၍သုံးဆောင်ကြ၏ မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလင်လူများဆင်းရဲသည့်အတိုင်းအတိအတိတို့အားဝေငှခြင်းကိုပြုကြ၏ထိုသူတို့သည်လည်းဗိမာန်တော်၌ဤတိုင်းအစဉ်တညီတညွတ်တည်းနေ၍ကိုယ်အိမ်၌မုံကိုဖဲ့လျက်ကြည်ပြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့်အစာအာဟာရကိုသုံးဆောင်ကြ၏ဖျားသခင်ကိုလည်းချီးမွမ်း၍လူအပေါင်းတို့ရှေ့မှမျက်နာပွင့်လန်းခြင်းအခွင့်ကိုရကြ၏ ယ်တင်ခြင်းသို့ရောက်တော်သူတို့ကိုလည်းနေစဉ်မပြတ်သခင်ဖျားသည်တင်းဝင်စေတော်မူ၏။ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်